ကဲပြီးခဲ့တဲ့ညကကျော်ပေါ်တူဂီအသင်းကတော့ဒါအောက်ဆူဆင်းဖြစ်တဲ့ကျော်နောက်ဆုံးပွဲစဉ်ကျော်အာမီးနီးယားနဲ့ပွဲမှာကိုကိုတကိုးဆိုတဲ့ရလနဲ့ဂိုးပြတ်အနိုင်ရခဲ့တာကြောင့်ဒီကမ္ဘာဖလားခြေစစ်ပွဲကိုဒါအောင်မြင်ခဲ့ပြီပဲဖြစ်တယ်။ဒါ group တွေအားလုံးထဲမှာဆိုလို့ရှိရင်ဒီ group ကကျော်စိတ်ဝင်စားဖို့အကောင်းဆုံးနဲ့ပြိုင်ဆိုင်မှုအပြင်းထန်ဆုံး group ဖြစ်ခဲ့တယ်။အားကြောင့်မလို့ဒီနေ့မှာကျွန်တော်ကပေါ်တူဂီအသင်းဒီအောက်ဆူအဆင့်ဖြတ်တန်းလာတဲ့ပုံစံတွေပြီးလို့ရှိရင် Hungary အသင်းဘလို့ဖြစ်လို့အခြေအနေကောင်းနေရကားနေပြီးတော့ဒီလိုမျိုးဒီခြေစစ်ပွဲကနေပြီးတော့လှည့်ပြန်ခဲ့ရတာလေဒီအကြောင်းအလေးနဲ့ပတ်သက်ပြီးတော့ ောပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ကျောက်ဒီကျောက်ကဘာဗလာခြေစိတ်ပွဲကျောက် group တွေအများကြီးရှိတယ်အဲ့ထဲမှာဆိုလို့ရှိရင်ကျောက် Portuguese group ကကျောက်အရန်ကြီးကျောက်ဆက်ဆောက်ခြင်းတော့အရန်ကြီးစိတ်ဝင်စားဖို့မကောင်းပေမဲ့ကျောက်နောက်ပိုင်းမှာဆိုလို့ရှိရင်ကျောက် Hungary, Ireland, ပြီးလို့ရှိရင်ကျွန်တော်ပေါ်တူဂီနဲ့ကျွန်တော်အခုအာမေးနီးယားဒါဒီ၄သင်းတို့ရဲ့ဒါရှင်ပြိုင်မှုကတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းခဲ့တယ်အာမေးနီးယားတော့ထားပါတော့သူကတော့တိတ်ပြီးတော့ဘာမှမဟုတ်ခဲ့ဘူးကျွန်တော်ဒီပွဲနောက်ဆုံးဒီခြေစစ်ပွဲနောက်ဆုံးမတိုင်ခင်ရှေ့ကပွဲမှာတော့ကဆိုလို့ရှိရင်ကျွန်တော်ဟန်ဂေရီနဲ့ကျွန်တော်ပေါ်တူဂီနဲ့ကကျွန်တော်အမတ်တူတူပဲဘာလို့လဲဆိုတော့ကျွန်တော်ဟန်ဂေရီဟန်ဂေရီကကြတော့နိုင်သွားတယ်ကျွန်တော်ပေါ်တူဂီကကြတော့ကျွန်တော်အရှုံးရလက်ရခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ဟန်ဂေရီနဲ့ပေါ်တူဂီနဲ့အမတ်တူတဲ့ပုံစံမျိုးဖြစ်ခဲ့တယ်ဒါမဲ့နောက်ထပ်ဒီနောက် ောက်ဆုံးပွဲစဉ်လဲကြရောပွဲရဲ့အဖြေကလုံးဝပြောင်းလဲသွားခဲ့တယ်ကြောဒီမင်းညားကပွဲစဉ်မှာဒီအုပ်စုပွဲကကြည့်ရတာအတန်ဆုံးလို့ပြောရမယ်ကြောပေါ်တူဂီကတော့ တက်မှာတေးကြတယ်ဗျာသူကသူအမှတ်ဘလောက်ပဲကက်ကဲကြောဒီနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်ကိုကိုတကူဆိုရဲရလန်နဲ့အမေရိကကိုအနိုင်ရခဲ့တယ်အဲ့ပွဲမှာဆိုလို့ရှိရင်ဂျောင်နာဘတ်ဟက်ထရစ်ရတယ်ဘရူနိုဖာနန်ဒက်ဟက်ထရစ်ရတယ်ကိုကိုဆိုတာတော်တော်လေးလဲများတယ်အမေရိကလည်းတော်တော်လေးအခြေအနေဆိုးတဲ့အထဲမှာပါတယ်ဗောဒီပွဲစဉ်မှာဂျော်ခရစ်စတီယာနိုရော်နယ်ဒိုကရှေ့ကပွဲစဉ်မှာအနီကက်ထိခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ဂျော်ဒီပွဲစဉ်ကိုမပါဝင်နိုင်ဘူးဒီပွဲစဉ်သာပါနိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့ရော်နယ်ဒိုတယောက်ဒီပွဲမှာအနည်းဆုံး twin goal 2 goal 3 goal လောက်တော့အသာလေးရရှိနိုင်တဲ့ပွဲစဉ်မျိုးပါဟုတ်ပြီထားပါအဲ့ဒါ that that ေါ်တူဂီယားအမရီးနီးယားနဲ့ကန်တယ်ကျော်မင်းကညကဆိုလို့ရှိရင်ကျော်ဟန်ဂေရီနဲ့အိုင်ယာလန်နဲ့ကန်တယ်ကျော်အဲ့ပွဲစဉ်မှာကျော်ဒီပွဲအစတုန်းကတော့ကျော်ဟန်ဂေရီကပဲကျော်ဒီပေါ်တူဂီကိုလိုက်ပြီးတော့ပရက်ရှာပေးမယ်ပေါ်တူသူကလေတိုက်ထားတာဘလို့လေတိုက်ထားလဲဆိုတော့ကျော်ပေါ်တူဂီကရှုံးသွားတဲ့အချိန်မှာဟန်ဂေရီကအခြေအနေကောင်းနေတယ်သူသာဒီအိုင်ယာလန်ကိုနိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့သူ့အတွက်ကနည်းနည်းလေးမျှော်လင့်ချက်ရှိဒါပေမဲ့ပေါ်တူဂီကကျော်အာမေးနီးယားနဲ့ကန်မှာဖြစ်တဲ့အကြောင်းမို့သူတို့အတွက်ကတော့အေးအေးဆေးဆေးပဲ၁၀မှတ်ကူမှာနောက်ထပ်၃မှတ်ထပ်ပေါင်း၁၃မှတ်၁၃မှတ်နဲ့အေ AA စီးစီးပဲဒါပေမဲ့ Hungary ကကျုံအမှန်ဆိုလို့ရှိရင် playoff ကံရမယ်အဆင့်မှာရှိနေရမှာကျုံအဆင့်နှစ်မှာရှိနေရမှာဒီ Ireland နဲ့ပွဲစဉ်ကိုနိုင်ခဲ့မယ်ဆိုလို့ရှိရင်အဆင့်နှစ်နေရာကိုရောက်မှာအဲ့လိုမဟုတ်ဘူး Ireland ကဒီနေ့ပွဲစဉ်ရဲ့နိုင်ပွဲကြောင့်နိုင်ပွဲတောင်ရိုးရိုးနိုင်ပွဲမုံတော့ခံပတ်ပြသွားတာနောက်ဆုံးအချိန်ပိုနောက်ဆုံးမိနစ်နောက်ဆုံးစက္ကန့်ကြာမှာပဲဒါ twin goal ဒါအနိုင်ဂိုးကိုရရှိခဲ့ပြီးတော့3-2ဆိုတဲ့ရလနဲ့ Ireland အသင်းကဒီကမ္ဘာဖလားခြေစစ်ပွဲမှာဒါ playoff ကံဝင့်ဒါရရှိသွားခဲ့ ဲ့တာပဲဖြစ်ပါတယ်။တော့ Sabo Slime ဥဆောင်နဲ့ Hungary အသင်းအတွက်ကတော့တော်တော်လေးကိုနှမျောဖို့ကောင်းခဲ့တယ်လို့ကျောင်း Hungary ရဲ့ဒါအသင်းကောင်းဆောင် Sabo Slime အနေနဲ့လည်းတော်တော်လေးကိုစိတ်မကောင်းဖြစ်သိမ့်မယ်လို့ထင်တယ်။ဒီ Hungary အသင်းရဲ့အသင်းကောင်းဆောင် Sabo Slime ဆိုလို့ရှိရင်တော့ဒီပွဲစဉ်မှာကျောင်းဒီရှေ့က Ronaldo Ronaldo အနီကပ်ထိပြီးတော့လှုပ်သွားတဲ့ပုံစံဒီငိုတဲ့ပုံစံလေးတောင်လှောင်ပြီးတော့ဒါပြောလေတိုက်သွားသေးတယ်ပေါ့ပြီးလဲပြီးတော့ပွဲလဲပြီးတော့ဗျာတကယ်အဲ့ပွဲအဆောင်ကြီးလို့ကောင်းခဲ့တယ်ကျောင်းတူးတူးလဲဖြစ်တယ်နောက်ဆုံးမိနစ်နောက်ဆုံး ုံးအချိန်ထိကျော်အိုင်ယာလန်အသင်းဘက်က တောက်လျှောက်ပရက်ရှာတွေပေးတယ်ပြီးလို့ရှိရင်ဟန်ဂေရီအသင်းဘက်ကလည်းဂိုးပေါက်ကန်သွင်းမှုတွေရရှိတယ်ဆိုပေမဲ့ကျော်ဒီပြောမှဆိုအိုင်ယာလန်အသင်းရဲ့ဂိုးသမားကျော်ခါလီယာပေါ့ခါလီယာကျော်အားလုံးလည်းသိပါတယ်အရင်တော့ကလီဗာပူးအသင်းရဲ့ဒါ အရန်ကိုသမားခါလီယာတော်တော်လေးကောင်းတယ် FA Cup ပွဲစဉ်တွေမှာဆိုလို့ရှိရင်လည်းအများတန်းလက်ဆွမ်းပြတဲ့ကိုသမားဒီပွဲစဉ်နိုင်ပွဲရတာလဲသူ့ရဲ့လက်ဆွမ်းနေကြောင်းလို့လည်းကျော်ထည့်ပြီးလို့ပြောလို့ရတယ်ပြီးလို့ရှိရင်ဒီအိုင်ယာလန်အသင်းရဲ့ကျောနံပါတ်9သူကဒီအိုင်ယာလန်အသင်းကိုကျော် playoff ကစားလို့ရအောင်လှုပ်ပေးလိုက်တဲ့ကစားသမားတစ်ယောက်လို့ပြောလို့ရတယ်သူတစ်ယောက်တည်း ။ twin ကို3ကိုလုံးကိုလလပပတွေကြီးပဲ twin ယူပေးသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကစားသမားကိုတော့ကျွန်တော် appreciate လုပ်ရမှာပဲ။ Ireland အသင်းအခုဆိုလို့ရှိရင်ဒါကမ္ဘာဖလားခြေစစ်ပွဲမှာဒါကမ္ဘာဖလားဝင်ရောက်ရှင်ပြိုင်မှုအတွက် playoff ဒါကစားသွားတော့မှာပဲဖြစ်ပါတယ်။ Hungary အသင်းကတော့ကျွန်တော်ဒါ support line ဥဆောင်နေ Hungary အသင်းကတော့ one day ပတ်လက်နဲ့ပဲဒါဒီနေရာကနေပြီးတော့နောက်ပြန်လှည့်ခဲ့ရပါပြီ။ကျွန်တော်ဟုတ်ပြီကျွန်တော် Ireland အသင်းက playoff မှာကျွန်တော်အဆင်ပြေပါမလား။တခြားဘယ်အသင်းတွေနဲ့ဒါတွေ့ဆုံပြီးတော့ဒီကမ္ဘာဖလားကိုဝင်ရောက်ခွင့်ရသွားမလား။ ဝင်ရောက်ခွင့်မရဘူးလားပရိသတ်ကြီးရဲ့အမြင်ကိုကိုမမောင်ဝင်ရောက်ဆွေးနွေးပေးသွားကြပါဦးအဆုံးထိဝင်ရောက်ရှိပကြရဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုထူးပဲကြေူးတင်ရှိပါရယ်အာကစားသတင်းစီစဉ်တွေကိုနေ့စဉ်တင်ဆက်ပေးနေရကျော် MM Media ရဲ့ Facebook YouTube TikTok တို့ Line Subscribe လုပ်ပြီးတော့စောင့်ကြည့်နိုင်ပါတယ်ဘောလုံးမဲ့ dialogue ကြည့်ရှုခြင်းနဲ့ပရိသတ်များနေနဲ့လဲ www.mmmedia.stream မှာအခမဲ့ dialogue ဝင်ရောက်ရှိနိုင်ပြီဆိုတဲ့အကြောင်းကိုသတင်းအောင်ပိုင်းနဲ့ကျော်နောက်စီစဉ်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ကျွန်တော်အစဉ်တက်ဆက်သူကိုစဲပါ thank you